္ဂလာပါအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာကြ၍ဘေးကင်းကရေးချမ်းကြပါစေလို့ဆုတောင်းပေးပါတယ်ဒီနေ့မှာတော့ပုံချီကိုချစ်သူနဲ့ခွဲရတဲ့အခါဆိုတဲ့ကောင်းစဉ်ကိုဟောချင်ပါတယ်ချစ်တဲ့သူနဲ့ကြွေကွင်းရခြင်းအဲ့ကြွေကွင်းရခြင်းကိုမြတ်စွာဘုရားရဲ့တရားမှာချစ်တော်သူနဲ့ကြွေကွင်းရခြင်းဆိုတဲ့ဒုက္ခတရားလို့ဟောထားတယ်အဲ့ဒါဒီပဲအရိယာတို့ဤအမှန်တရားဖြစ်တဲ့ဆင်းရဲခြင်းတရားပဲလို့ ရိယာတို့၏ဒုက္ခသစ္စာပဲလို့ဟောထားတယ်။ဒါပေမဲ့လူသားတို့ရဲ့တဘာဝအဲ့ဒီဒုက္ခသစ္စာကိုလေးလူရှုထားတယ်။ဒါဆင်းရဲပဲလို့မြင်ရမယ်ရှုရမယ်နေရာမှာမရှုဘဲနဲ့လေးလူရှုထားပြီးတော့တိုးချစ်တယ်။ဆက်ချစ်တယ်။မရက်နိုင်ဘဲနဲ့ချစ်တယ်။ဒါတော့သဘောတရားတစ်ခုကလူတယောက်ကိုနည်းနည်းချင်းနည်းနည်းခံစားရတယ်။ညံ့ညံ့ချင်းညံ့ညံ့ခံစားရတယ်။ဒါတော့ဥပမာတစ်ခုရှိတယ်။ မီးကိုကင်တဲ့အချိန်မှာအကာအကွယ်နဲ့ကင်လို့ရှင်အလောင်းတက်တာလေမီးကိုမီးမမသိတဲ့အတွက်ကြောင့်မလို့အကာအကွယ်မပါဘဲနဲ့ကင်လိုက်တဲ့အခါကျတော့ကိုယ်ကိုလောင်ကျွမ်းတယ်ကိုယ်ကိုဆင်းရဲစေတယ်ဒီအတိုင်းပဲအခုလူသားတွေထိတွေ့နေတာအဲချစ်ချင်းဆိုတဲ့တန်ရောစဉ်မီးတောက်ကြည့်တယ်ဒါကိုမီးလို့မသိတဲ့အခါကျတော့အာရပါရထိတွေ့လိုက်တယ်ထိတွေ့လိုက်တဲ့အခါကျတော့လောင်ကျွမ်းကုန်တာပေါ့ ဲ့ဒါကိုကဒီချစ်ချင်းတည်းဟူသောတန်ရောစင်တည်းဟူသောမိကို အကာအကွယ်နဲ့ထိတွေ့မယ်၊ကင်တွေ့မယ်။ဘလို့အကာအကွယ်မျိုးလဲဆိုတော့တတိပေါ့။တတိတရားနဲ့ဆင်ကျင်ပြီးတော့မှ ထိတွေ့ကင်တွေ့တာ။ချစ်တော်ချစ်တယ်။ဒါပေမဲ့တနေ့ကြလို့ရှိရင်ချစ်ချင်းတရားတွေကိုယ်ကွင်းချင်းနဲ့ပဲအဆုံးတတ်တယ်။ရှင်ကွဲကွဲချင်းတော်လကောက်၊သေးကွဲကွဲချင်းတော်လကောက်ဒါနဲ့ပဲအဆုံးတတ်တယ်လို့ချိုးတင်ဆင်ကျင်ထားပြီးတော့တတိထားတဲ့အခါ တကယ်တမ်းခွဲရတဲ့နေကြတော့တတ်တာမလောင်ကျွမ်းဘူးပေါ့အဲ့တော့လောကလူသားတွေလောကီလူသားတွေဖြစ်တဲ့အတွက်ကြောင့်ချက်ချင်းတရားနဲ့ကင်းပြီးတော့မနေနိုင်ကြတဲ့သူတွေကြီးပါပဲအဲ့ဒီတော့မလုပ်ရမလဲတတိနဲ့ချက်တာပေါ့ကျူတင်စင်ကြံဉာဏ်တွေနဲ့ချက်ကြတာပေါ့အဲ့တော့ဒီလိုတတိတရားထားရင်တရားလမ်းကြောင်းနဲ့သွားတဲ့အခါကျတော့ကိုယ့်ရဲ့ရှိနေတဲ့ချက်ချင်းတရားတွေတန်ရောစင်တရားတွေဆိုတော့ ရှော့ချတတ်လာတယ်။ဒီအခါမှာလည်းပဲတာမန်လောကီလူသားတွေကအစင်ကြီးပေးကောင်းပေးနေ။အနေနိုင်မှုမဖြစ်နိုင်ဘူး။ဒါမဖြစ်နိုင်တဲ့ကိစ္စ။ချစ်စရာရှိရင်ချစ်မှာပဲ။တန်ရောစင်ပဲတာမန်လူပဲထားမှာပဲလို့ပြောမယ်။ဒါကတော့ပုံကိုတူဦးတယောက်ချင်းနဲ့ပဲသက်ဆိုင်တယ်။ကိုယ်ခံယူချင်တဲ့ကိုယ်ပေါ့။ဆက်ပြီးတော့ချစ်တော့ဆက်ပြီးတော့ခံစားရတာပေါ့။များများချစ်တော့လည်းများများခံစားရတာပေါ့။တနေ့ရှင်ကွဲကွဲချင်းတေကွဲကွဲချင်းဆိုတာလူတိုင်းကြုံကြရတယ်။ တတိရှိတဲ့သူတွေကတော့အစကတည်းကချစ်တယ်ဆိုတာကြွေကွင်းဖို့ပဲရှင်ကွဲကွဲရင်ကွဲမကွဲရင်ဒေကွဲကွဲဖို့ပဲဒါကြောင့်မလို့အဲ့ဒီချစ်တယ်ဆိုတဲ့မီးကိုဂိုင်တွဲတဲ့အချိန်မှာတတိနဲ့ပဲဂိုင်တွဲတော့တယ်ကွဲသွားတဲ့နေ့ကျဘယ်လိုလုပ်မလဲဆိုတော့ချိုတင်စဉ်းစားချစ်တယ်ဆိုတာတနေ့ကွဲဖို့ပဲအဲ့တော့ရှင်ကွဲကွဲလိမ့်မယ်ဒေကွဲကွဲလိမ့်မယ်ဘယ်လိုလုပ်ကြမလဲအဲ့တော့တတိနဲ့သင်္ခါရတရားမှန်သမျှခဏဖြစ်ပြီးခဏပြတ်တာပဲ ွေးကွင်းခြင်းဆိုတာဆိုဒုက္ခသစ္စာတရားတစ်ခုပဲအလွဲမသွေဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်ကြိုတင်ကိုယ့်ရဲ့စိတ်ကိုဆုံးမထားမှာဖြစ်မယ်လို့တတိနဲ့ဆုံးမရင်ဖြင့်ပညာနဲ့ဆင်ခြင်ရင်ဖြင့်တတ်တာကွင်းရအောင်စူးစမ်းကြရတာပါပဲအဲ့တော့လူတယောက်ကိုခွဲခွာတယ်ဆိုတာဆိုးတယ်ဆိုးတော့လည်းပဲတတိနဲ့ဆင်ခြင်ပြီးတော့တတိနဲ့ဆင်ခြင်သုံးသက်ပညာဖြင့်ဆင်ခြင်သုံးသက်ကြရွေးကိုယ့်ရဲ့ ဒုက္ခတွေကိုတတ်တာလို့လို့ရတယ်။ဒါကြောင့်မလို့တရားနာသူအပေါင်းသူတော်ကောင်းတို့ကိုစနစ်ပြချမ်းမှချမ်းသာကြပြီတော့အဲ့ဒီလိုရှင်ကွဲကွဲချင်းတေကွဲကွဲချင်းပူလောင်မှုမီးတွေကလည်းကင်းဝေးပါစေ။တရားအရေးမှလည်းပဲအေးချမ်းပျော်ရွှင်အောင်မြင်တဲ့သူတွေဖြစ်ကြပါစေ။